င်္ဂလာပါရှင်အခုတစ်ခါကတော့ခြိသားပုပ်ပုပ်ပါပါလေးဝူဖို့အတွက်ကိုဒီအစင်လေးတွေရောင်းပေးကြပါတယ်ဒီအစင်လေးကတော့ဇင်ကုဝတ်ထားတဲ့အစင်လေးနဲ့အတူတူပဲသူကစိန်တုံးရဲ့နှင်းမုံရဲ့ကို spot အပြည့်လေးပြေးထားတာအစင်လေးကတော့ဒါလေးတွေကတော့တောင်ချောက်ပေါ်နေတာ ပေါ်နေတာတော့ကြာပြီပေါ့နော်နေရမျိုးစုံကတော့ခတ်ပါတယ်ဒီအဆင်လေးပါအခုစင်းရှိမှာခြေသားလေးတွေကြီးပဲကာလာလိုင်းက6ရောင်ရပါမယ်ဒါလေးတွေကခြေနဲ့ထွက်တာခဲတယ်ပေါ့နော်ခြေနဲ့ထွက်ခဲတယ်ခြေကကြတော့အခုမှစပြီးတော့ရလာတဲ့အတွက်ကြောင့်ခြေကြိုက်တဲ့မမတွေကတော့ယူပါသူကတော့အဆင်ကိုပြပြမြန်မြန်လေးလည်းဟုတ်တယ်ပြီးဝစ်လို့လည်းအရင်ကောက်နဲ့ခြေသားဆိုတဲ့အတွက်ကြောင့်လို့ဒီနှစ်တရားခြေကိုမှမှနှစ်တရားခြေအတိုင်းဖောက်လေးနဲ့ခတ်ထားတဲ့အတွက်ကြောင့်ခြေသားလေးတွေလည်းအေးတယ်ပေါ့ပေါ့ပါပါအနေနဲ့လည်းဝစ်လို့တိတ်အဆင်ပြေတဲ့ကာလာလေးဒါလေးကတော့အနေရောင်လေးဖြစ်ပါမယ် အနီရောင်လေးကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးရဲနေရမယ်နော်အနီလေးကတော့ရဲရဲလေးပဲသူကဒီလိုစိန်တုံးရဲ့နှင်းမုံရဲ့ကိုအဲ့လိုမျိုးလေး spot အဖြစ်လေးခတ်ထားတာအခုပစ်ထားတဲ့အစင်နဲ့အတူတူပဲနော်သူကတော့ဂိုက်ရီကတော့အရင်ကြီးရတဲ့မှာမပါဘူး။တုံးကိုက်ခွဲနေပါတော့ဟုတ်တယ်။တစ်ခါတစ်ခါဆိုရင်တုံးကိုက်ခွဲကိုမှမှဈင်တို့အာတုံးလက်မလေးလက်မလောက်ရောတာတွေလည်းရှိတယ်။တလက်မနှစ်လက်မတွေရောတာတွေလည်းရှိတယ်။ဂိုက်ကတော့တယောက်နဲ့တယောက်ကတော့မတူပါဘူးရှင်။ဒါလေးကတော့ခြီသားတဲ့ကမှမှအနီရောင်လေးပါ။အနီရောင်အုတ်ကလေးပါရှင်။ဒီလိုမျိုးလေး အနည်းလေးဖြစ်ပါမယ်ကာလာလေးတွေကိုတော့ဇန်နီးဆက်ဆုံးလို့တူအောင်ရိုက်ပြီးထားပါတယ်ရှင်ဒါပေမဲ့တုံးဆွဲတည်ရဖုန်းမျိုးစားပုံမှာမူတည်ပြီးတော့ကာလာအနှုတ်အရင်ကတော့အနည်းငယ်ခွဲလဲနိုင်ပါတယ်ဒီလိုမျိုးလေးပါနော်ဒါလေးကတော့ခြေသားလေးပါအနည်းရောင်လေးဖြစ်ပါမယ်နံပါတ်1အုပ်လေးပါရှင် နောက်တအုပ်ကကျတော့ဒီလိုလေးအဲသူကတော့ဟိုကြက်ပောက်ဝါပေါ့နော်သူရဲ့ဟိုအရောင်လေးကတော့ကြက်ပောက်ဝါလေးဖြစ်ပါမယ်ဒီလိုလေးပါကာလာလေးကတော့ဒီလိုဆူဆူလေးနဲ့ပေါ့နော်အဲမုံမွှေးချောက်ချောက်ကြီးမဟုတ်ဘူးသူရဲ့ကာလာဆက်ကလေးကဒီလိုမျိုးလေးဆူဆူကလေးနော်ပိုးသေးပိုးကလေးလိုမျိုးပဲအရန်ချီအသားနာကောင်းတယ်ချီကောင်းတယ်ပေါ့နော်ချီပွက်လည်းဒီကောင်းတယ်ဒီလိုမျိုးလေးခတ်ထားတာပါဒါလေးကတော့ကြက်ပောက်ကလေးဖြစ်ပါမယ်ရှင်ကြက်ပောက်ကလေးဖြစ်ပါမယ်။အယောင်နုတဲ့ရဆိုရင်တော့ဒါလေးကိုယူ။ဒါလေးတွေကလေးဘမောက်ရင်ခံလေးနဲ့ပဲချုပ်ဝုတ်ွက်ပေါ့နော်။ရင်ခံလေးနဲ့ပဲ chung quê quê, làm hộ cô ạ. ဟိုကပွဲနိုင်အနေနဲ့ပွဲနိုင်အနေနဲ့ချုပ်မယ်ဆိုလို့ရှင်လေအရန်နှားတယ်ဒီလိုအယောင်နုလေးတွေကတော့ဘုရားတို့ကော်ဘိတ်တော့ခံရမယ်နော်အယောင်ရင်းတာကပြဿနာမဟုတ်ပေမဲ့အယောင်နုတဲ့အခါကျရင်ကော်ဘိတ်လေးတော့ခံမှုလိုပါတယ်ရှင်ဒါလေးကတော့ကြက်ပေါက်ဝါလေးပါဒီလိုမျိုးလေးဖြစ်ပါမယ်ဒီယောင်လေးဒါလေးကအခုဒီဗီဒီယိုဖိုင်လေးထဲမှာဇင်ဇင်းနှုံးလေးကတော့ပုံမှန်ယောင်နဲ့ယောင်စီကဇင်တို့ယောင်နဲ့ယောင်စီက82မှာ10ပါအဲ့ဒါကိုအခုဒီဗီဒီယိုဖိုင်လေးထဲမှာ13000တောင်းလေးရမှာဖြစ်ပါတယ်ဒါလေးကတော့တမင်မွေးယောင်လေးတချို့ကျတော့ဒါကိုဆင်ရင်းကားယောင်လို့လည်းခေါ်တယ်ဒါကတော့အများစုမှာလူကြီးကြိုက်တဲ့ကာလာ ါပေါ့နော်ဒီအယောင်လေးဆိုရင်လူကြီးကြိုက်တဲ့ကာလာလေးဟုတ်တယ်အယံလေးပဲအယံလေးပဲခြေသားကကြတော့ဒါလေးဆိုလို့ချင်းဒီလိုမျိုးလေးအယောင်ကတော့ဆိုတယ်နော်ဆိုလေးတွေကြီးပဲခြေကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးရာဒီမှာဆိုလို့ချင်းပို့ပို့ပပပို့ပို့အတက်ဆိုလို့ချင်းဒီလိုခြေလေးတွေကကောင်းတယ်နော်ခြေလေးတွေကပိုကောင်းတယ်အာခြေကြတော့အယံကြီး အရန်ကြီးဟိုကမဖြစ်ဘူးပေါ့နော်အရန်အရန်ကြီးပူတဲ့တဲမှာမပါဘူးအေးတယ်ပြီးတဲ့အခါကျရင်ကော်ဘိတ်မကြိုက်တဲ့မမတွေဆိုလို့ရှိရင်ကော်ဘိတ်မကတ်ခဲနဲ့ကိုဝင်လို့ရတာကြီးလည်းရှိရဲဒါလေးကတော့တမင်မွေးရောင်လေးပါရှင်သူလည်း၈000နဲ့မှ3000နဲ့ရရှိမှာဖြစ်ပါတယ်တမင်မွေးရောင်လေးပါရှင်ဒါလေးကကျတော့ခရံတိပုတ်လေး ခရမ်းတိပုတ်လေးလည်းလှတယ်နော်ဒါလေးတွေဆိုလို့ရှိရင်လက်ဆောင်ပေးလို့ရှိရင်လည်းလှတယ်အခုလိုတရံကာလာရောက်တော့မယ်ဆိုလို့ရှိရင်မမေဒီလက်ဆောင်ပေးဖို့အတွက်ကိုတော်တော်လေးပါနေအဲ့လိုမျိုးလက်ဆောင်ပေးဖို့ဆိုရင်ဒီလိုမျိုးလေးတွေတည်းကယူဒါလေးတွေကြတော့လူကြီးတွေလည်းကြိုက်တယ်အယောင်လေးတွေဆိုလို့ရှိရင်လည်းဟုတ်တယ်နော်သူရဲ့ဒီအစင်လေးတွေဆိုလို့ရှိရင်ရိုးသွားတယ်ဆိုတာမရှိဘူး ရိုးသွားတယ်ဆိုတာမရှိဘူးအေးအေးနေတဲ့အခါပဲဒါကိုပဲပြမြန်ပိုးနဲ့ကိုပဝါပါအုတ်တီကခတ်တယ်နော်ပဝါပါအုတ်တီဆိုတာကဒီလိုအဆင်ကြောက်ကြတော့မဟုတ်ဘူးပေါ့နော်အဆင်ကိုချက်ပြင်းလေးချက်ပြင်းအပြည့်အပိတ်ခက်လေးနဲ့ကိုပဝါပါအုတ်နဲ့လည်းခတ်တယ်ဒါလေးကတော့ခရမ်းသီးပုံရောင်လေးဖြစ်ပါတယ်ရရှိမဲ့ဈေးနှုန်းလေးကတော့8000နဲ့မှ3000ကျပ်ပါရှင်ဒါလေးတအုပ်ရောင်ပဲနောက်တအုပ်ကကြတော့ဒါလေးခဲပြလေးသူလည်းအယောင်ငင်ငင်လေးပဲလိုမျိုးလေး ဒါလေးကတော့ခဲပြားလေးဖြစ်ပါမယ်။သုံးခိုက်ခွဲနီးပါးတွေဖြစ်ပါမယ်ရှင်။သူကတစနဲ့တစတော့ဂိုက်ရေကဂိုက်ပါတာရှင်တော့မတူဘူးပေါ့နော်။အဲတချို့ဂိုက်လေးတွေဆိုလို့ရှိရင်သုံးလက်မလောက်ရောက်တယ်။တချို့ကျတော့နှစ်လက်မတချို့ကျတော့တစ်လက်မတချို့ကျတော့သုံးခိုက်ခွဲအဲ့လိုမျိုးလေးတွေဖြစ်သွားတယ်။ဂိုက်လေးတွေကအနည်းချင်းလေးတွေပေါ့နော်။အလိုမျိုးလေး။ကွာပါလေရှင်။ဒါလေးကတော့ခဲပြားလေးဖြစ်ပါမယ်။ ခဲပြလေးဆိုရင်ဒါလေးဆိုလူငယ်ပဲဝုတ်ဝဲလူကြီးပဲဝုတ်ဝဲလှတယ်ဒီအရောင်ဆိုလို့ချင်းကော်ဘိတ်ကတ်စရာမလိုဘူးเนาะအသားနာနဲ့လက်ရအောင်ကြည့်ကြည့်ပါเนาะလက်ရလည်းအရန်တည်တတ်တယ်ပြီးခြေသားလည်းအရန်ကောင်းနေရှင်ဒါလေးတအုပ်ရပါမယ်။နောက်တအုပ်ကကြတော့ဒီလိုမျိုးလေး။သူကတော့တယ်လီနောပြဆိုလို့ရှိရင်လည်းဟုတ်တယ်နော်ဒီလိုအပြာရောင်ဆူဆူလေး။တယ်လီနောပြဆိုတာပင်လေပြဘက်ကိုပို့သွားတယ်။တယ်လီနောကကြတော့တူထက်ကိုပို့ပြီးပြတဲ့ဘက်ကိုရောက်တယ်။ဒါလေးကကြတော့ပင်လေပြဘက်ကိုတွားပါမယ်ရှင်။ဒီလိုမျိုးလေးပါ။သူလည်းလှတယ်နော်။သူလည်းလှတယ်။ ချီအပြာလေးပါရှင်ဒါလေးနေဆိုလို့ချင်းကော်ပိတ်လုံးမကတ်ဆရာမလို့ကော်ပိတ်မကြိုက်တဲ့သူတွေအတွက်ပဲအရင်အစဉ်ပြေတယ်ဒီလိုအပြာလေးပါဒါလေးတွေမနစ်တက်တယ်ဆိုလို့ချင်းဈေးနှုန်းလေးကတော့8000နဲ့မှ3000ကျပ်ပါ screenshot data ရိုက်ပြီးတော့ page messenger viber နံပါတ်တမျက်ကူ0281234324နဲ့တမျက်ကို09966176ကိုဒီဖုန်းနံပါတ်နှလုံးမတက်စေလဲဆက်တယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အခြားဖုန်းတွေလုံးဝလုံးဝလုံးဝ viber မတုံးမအောင်တော့မှမလို့ကျေးဇူးတင်ပါတယ်